င်္ဂလာပါရှင်ရာကုန်ခေတ်ရဲ့မနက်ခေတ်သတင်းတွေကိုတင်ဆက်ပေးပါမယ်ရခိုင်ပြည်နယ်မှာစစ်တုံးပန်း2ဦးကိုညှဉ်းပန်းတပ်ဖြတ်မှုအေအေကဝန်ခံလိုက်ပြီးကျူးလွန်သူတွေကို ဖော်ထုတ်အရေးယူအပြစ်ပေးပြီးဖြစ်တယ်လို့အေအေပြောရေးဆိုခွင့်ရှိသူကပြောပါတယ်အေရီတိုင်းကမြို့နယ်ခုနှစ်မြို့နယ်ကိုခီးမသွားတဲ့မြို့တွေဖြစ်ပြည်တွေကတတိပေးလိုက်တဲ့သတင်းပါဝင်ရန်ကုန်ခေတ်ရဲ့မနက်ခေတ်သတင်းတွေကိုတင်ဆက်ပေးပါမယ် အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့ရခိုင်ပြည်နယ်အတွင်းရခိုင်တပ်တော် AA ကစစ်တုံးပန်တချို့ကိုတပ်ဖြတ်ခဲ့လို့45 rise အဖွဲ့ကထုတ်ပြန်ဆွဆွဲလိုက်ပြီးအာရခတပ်တော် AA ဘက်ကလည်းဒီဆွဆွဲချက်ဟာမှန်ကန်ကြောင်းဝန်ခံခဲ့ပြီးစစ်ရာဇွေးမှုကျွလွန်ခဲ့တဲ့တပ်သားတွေကိုအပြစ်ပေးအရေးယူထားပြီးဖြစ်တယ်လို့အာရခတပ်တော် AA ပြောခွင့်ရဥခိုင်ဒုက္ခက ပြောပါရတယ်။ AA တပ်သားတွေကျွလွန်ခဲ့တယ်လို့ AA ဘက်ကဝန်ခံလိုက်တာဖြစ်ပြီးကျူးလွန်သူတွေကို ထိထိရောက်အရေးယူထားသလို နောက်ထပ်မဖြစ်အောင်လဲအကောင်ဆုံးထိန်းချောင်းသွားမယ်လို့လဲဥခိုင်ဒုက္ခကပြောပါရယ်ဒီကိစ္စမှာပါဝင်ခဲ့တဲ့တမူးငယ်အချို့မှာတိုက်ပွဲကာလအတွင်းမှာကြာဆုံးသွားပြီးတချို့ကိုတော့အပြစ်ပေးရေးဥထားပြီးဖြစ်တယ်လို့လဲဥခိုင်ဒုက္ခကပြောပါရယ်အရခတက်တော်အေးစစ်သားတွေနဲ့အရက်ဝတ်တွေက ဖမ်းဆီးခံထားရသူနှစ်ဦးကိုညှဉ်းပန်းနှိပ်စက်တဲ့ဗီဒီယိုဖိုင်ဟာဒီဇင်ဘာလ25နေ့ကအွန်လိုင်းပေါ်မှာပြန့်နှံ့ခဲ့တာလည်းဖြစ်ပါတယ်။အလားတူဖြစ်ရက်ကိုမတူညီတဲ့ကင်မရာနဲ့ရိုက်ကူးထားတဲ့ဗီဒီယိုဖိုင်တစ်ခုကိုလည်းဇန်နဝါရီလ9ရက်နေ့မှာ45 rise ကလက်ခံရရှိခဲ့လို့လည်းဆိုထားပါတယ်။အဲဒီမှတ်တမ်းဗီဒီယိုနှစ်ခုကိုစစ်ဆေးကြည့်ရမှာစစ်မှန်မှုရှိတယ်လို့ယုံကြည်ကြောင်းလည်း45 rise ရဲ့ထုတ်ပြန်ချက်မှာပါရှိပါတယ်။ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးမြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးရန် ညာ IMM အပါဝင်နိုင်ငံကတရားမျှတမှုရန်ညားတွေနဲ့ပူးပေါင်းဆောင်ရွက်ဖို့ AA နဲ့မြန်မာနိုင်ငံကလက်နက်ကန်ပဋိပက္ခမှာပါဝင်တဲ့အဖွဲ့အစည်းတွေကို တောင်းဆိုထားတယ်လို့လဲ45 rights ကတာဝန်ရှိသူတွေစီကနေသိရှိရပါတယ်။ ICC အနေနဲ့ NUG အစိုးရပိတ်ရထားတဲ့အခွင့်အာဏာကိုအသုံးပြုက AA ရဲ့စစ်ရာဇဝမှုတွေကိုစုံစမ်းစစ်ဆေးတင်တယ်လို့ ICC အနေနဲ့ဒီလိုလှုပ်ဆောင်ဖို့ပြက်ကွက်ရင် ICC အဖွဲ့ဝင်နိုင်ငံတွေဟာဒီပြစ်မှုတွေကိုရောမစာချုပ်အပိုင်၁၄ရာအစိုးရရှေ့နေချုပ်ထံတိုက်ရိုက်လွှဲပြောင်းတင်ကြောင်းလဲ45 rights ကပြောဆို ထောက်ပြထားပါတယ်။အခု online ပေါ်မှာပြန့်နှံ့လာတဲ့ video file ဟာ 2024ခုနှစ်ဖေဖော်ဝါရီလအတွင်းကြောက်တော်မြို့အခြေဆိုင်စကခကိုတက်မကိုတင်ပိုက်ပြီးရဲ့နောက်မှာဖြစ်ပွားခဲ့ရလို့လည်းသိရှိရပါရဲ့ရှင်။ ဒီတစ်ခါမှာတော့မြန်မာနိုင်ငံမှာလက်ရှိဖြစ်ပွားနေတဲ့ပြည်တွင်းစစ်မှာလူခွင့်ရေးအတွက်ထိတ်တန့်ဦးစားပေးအရေးကိစ္စဖြစ်ကြောင်းအမေရိကန်သမ္မတထရန့်ကအဆိုပြုထားတယ်။ကုလသမဂ္ဂဆိုင်ရာအမေရိကန်သံအမတ်ကြီးကပြောဆိုလိုက်ပါတယ်။ဇန်နဝါရီလ22ရက်နေ့ကအမေရိကန်အထက်လွှတ်တော်နိုင်ငံခြားဆက်ဆံရေးကော်မတီရှေ့မှာကမ္ဘာ့အရေးအကိစ္စရပ်တွေနဲ့ပတ်သက်ပြီးဘယ်လိုကင်တွယ်မယ်ဆိုတာလာရောက်ရှင်းပြစင်မှာ ူကမြမအရေးကိုထည့်သွင်းပြောဆိုလာတာလည်းဖြစ်ပါတယ်။မြမနိုင်ငံမှာဖြစ်ပွားနေတဲ့ပြည်တွင်းစစ်မှာလူ့ခွင့်ရေးအတွက်ယက်တီပြောဆိုရမှာထိတ်တဲဦးစားပေးတွေမှာပါဝင်ဖို့လိုအပ်တယ်လို့ကုလသမဂ္ဂဆိုင်ရာအမေရိကန်သံမတ်ကြီးကပြောဆိုလိုက်ပါတယ်။သမ္မတထရန့်ကအဆိုပြုထားသူကိုကုလသမဂ္ဂဆိုင်ရာအမေရိကန်သံမတ်ကြီးဖြစ်အတည်ပြုဖို့အတွက်အမေရိကန်အထက်လွှတ်တော်ကမဲခွဲဆုံးဖြတ်မှာဖြစ်တယ်လို့လည်းသိရှိရပါတယ်ရှင်။ ဒီတကမှာတော့ရခိုင်နဲ့ AR အဆက်ကိုမလွဲမရှောင်သာခီးစဉ်တွေကလွဲကမလိုအပ်ပဲခီးမသွားကြဖို့ပြည်ထောင်နိုင်ငံသားရဲ့တနတာရနဲ့ဖွံ့ဖြိုးရေးဌာန FCDO ကသူ့နိုင်ငံသားတွေကိုတတိပေးချက်ထုတ်ပြန်ထားပါတယ်ပြည်ထောင်ကထုတ်ပြန်တဲ့ AR တိုင်းက9မြို့နယ်မှာ ချန်ကင်းမြန်အောင်အင်ကပူလင်းမျက်နာရေကြီးတာပေါင်းပသိမ်မျိုးတို့ဖြစ်ပြီးအဲ့ဒီမျိုးတွေကိုအတက်နိုင်ဆုံးခီးမသွားကြဖို့ပြောဆိုထားတာလည်းဖြစ်ပါတယ်။တတိပေးချက်ကိုညင်းပယ်ပြီးသွားရင်ခီးသွောအမကန်ချက်ပြည့်ပြည့်သွားနိုင်တယ်လို့လည်းထပ်မံတတိပေးထားပါတယ်။လက်ရှိမှာရခိုင်နဲ့ AR ဂျာကမကြီးစဉ် ဘောမီနဲ့ရိုးတော်အဆက်တို့မှာစစ်ကောင်စီတက်တဲ့အေရို့ကြားမှာတိုက်ပွဲပြင်းထန်လာတာကြောင့်ပြည်တွင် FCDO ကထုတ်ပြန်လာခဲ့တာလည်းဖြစ်ပါတယ်။ဒါအပြင်ချင်းပြည်နယ်၊ကချင်ပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊မွန်ပြည်နယ်၊ရခိုင်ပြည်နယ်၊စကိုင်းနယ်၊မကွေးတိုင်းဒေသတို့ကိုလည်းခီးတော်လာတာတွေမပြုတ်လို့ဖို့တဲ့ FCDO ကဆိုထားပါတယ်။တင်းလိုက်တိုင်းကကျွန်းစုနဲ့တောင်ဘက်မြို့နယ်၊ရှမ်းပြည်နယ်မြောက်ပိုင်း၊မန္တလေးတိုင်းမြောက်ပိုင်းနဲ့ပြည်ဦးတွင်မြို့နယ်၊ရန်ကုန်မန္တလေးအမြန်လမ်းမနဲ့ ဲ့ဘကိုးအတန်းအရှိတ်ဘက်တို့ကိုလည်းမလို့အပ်ဖဲခီးသွားလာတာမပြုလုပ်ကြဖို့အတွက်လည်းတိုက်တွန်းထားပါရရှင်။ ပဲဂိုတန်တိုင်းတပုတ်ကိုတက်ဆက်ပေးကြပါတယ်ပဲဂိုတန်တာရီခိုင်မင်းလာမြို့နယ်ကရုံးမပေါ်တက်ကစစ်ကြောင်းထုတ်ဖို့ရောက်လာတဲ့အကြက်ဖက်စစ်ကြောင်းကိုမိုင်းဆွဲတက်ခတ်ရာမှာစစ်သား3ဦးဟာတေသွားခဲ့လို့တာရီခိုင်တရင်38ညနှစ်ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါတယ်ဇန်နဝါရီလ22ရက်နေ့ကမင်းလာမြို့နယ်အပိုင်ရုံးမပေါ်ကိုစစ်ကြောင်းထုတ်ဖို့တက်လာတဲ့အကြက်ဖက်စစ်သားတွေကိုပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တွေကစံပုတ်အုပ်စုကျုံကုံကျေးရွာချောင်းမကြီးတရအနီးမှာမိုင်းဆွဲတက် တ်ခဲ့ရမှာစစ်သားတအုပ်ဟာပွဲချင်းပြီးတည်သွားပြီးနှုတ်ဦးမှာအပြင်းထန်ဒဏ်ရာတွေနဲ့ထပ်မံတည်သွားခဲ့လို့လည်းသိရှိရပါတယ်။အကြက်ဘက်စစ်ကြောင်းဟာမိုင်းဆွဲတက်ခတ်ခံရပြီးရနောက်မှာပြန်လည်ဆုတ်ခွာသွားခဲ့ပြီးကျုံကုန်းရွာကဈေးဆိုင်ကိုမီးရှို့ဖျက်ဆီးသွားသလိုပြည်သူ၆ဦးကိုလည်းပေါ်တာဆွဲသွားတယ်လို့လည်းသိရှိရပါတယ်ရှင်။ အခုနောက်ဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့တစ်ပုတ်ကတော့မန္တလေးတိုင်းတောင်သာမြို့နယ်တာစီရွာကိုအကြက်ဘက်စစ်တပ်ကဆက်တက်လေတီနဲ့ဘုံကျဲတက်ခတ်ခဲ့ရမှာပြည်သူတို့ဟာတည်ဆုံးခဲ့ရလို့တောင်သာမြို့နယ်လူမှုလှုပ်ရှားမှုကော်မတီကတာဝန်ရှိသူတို့ကပြောပါရယ်ဇန်နဝါရီလ23ရက်နေ့မနေ့အစောပိုင်းတနင်္ဂနွေ45မိနစ်လောက်မှာတာစီရွာကိုအကြက်ဘက်စစ်တပ်ကဆက်တက်လေတီတွေနဲ့ဘုံကျဲတက်ခတ်ခဲ့တာလည်းဖြစ်ပါရယ်အဲလိုတက်ခတ်မှုကြောင့်တာစီရွာကဥစိန်ဝင်းနေအိမ်ပေါ်ကိုကြောက်ရောက်ပောက်ကွဲသွားခဲ့ပြီးနေအိမ်ဘေးမှာနေထိုင်နေတဲ့အသက် 280ရွယ်ဒေါ်စင်ဟာတည်ဆုံးခဲ့ရလို့လည်းသိရှိရပါတယ်။ဘုံကျဲခံရလို့နေအိမ်မိတောင်ပျက်စီးခဲ့ရတဲ့ဥစိန်ဝင်းရဲ့သားဖြစ်သူဟာအကြက်ပဲစစ်တပ်ရဲ့ရေတပ်ထဲမှာတောင်ဝန်ထမ်းဆောင်နေသူတူဖြစ်တယ်လို့လည်းတောင်တာမြွနယ်လူလူလှုပ်ရှားမှုကော်မတီကတောင်ဝန်ရှိသူတူကပြောပါရယ်လာတို့ဇန်နဝါရီလ22ရက်နေ့ညနေ9:36မိနစ်လောက်ကလည်းအကြက်ဖက်စစ်တပ်က Jet Fighter နဲ့ပြစ်ခတ်မှုကြောင့် ပါစီရွာကအသက်55နှစ်အရွယ်ရှိတဲ့အမျိုးသမီးတဦးဟာဒဏ်ရာရရှိခဲ့ပြီးနေအိမ်အချို့ဟာထိခိုက်ပျက်စီးခဲ့ရတာကြောင့်ပြည်သူတွေအနေနဲ့ဘုံခိုကျင်းတွေကိုစနစ်တကျတူးဖော်ထားကြဖို့တောင်တာမြို့နယ်လူမှုလှုပ်ရှားမှုကော်မတီကတတိပေးပြောဆိုထားပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။ဒါကရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးရပါ။ကြည့်ရှုပေးတော့ကျေးဇူးတင်ပါတယ်ရှင်။ကျေးပါများပါ။